ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့27 audio channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့နေဒူးနေမြတ်တရက်ဖြစ်တဲ့တပေါင်းလာပြည့်နေ့ပြည်တော်ဝင်နေ့အဖေများနေ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်ကနေဒီမှာလာပြည့်ရက်တိုင်းမှာနေဒူးနေ့ရက်တွေဖြစ်ပြပြီးတော့သာသနာပွဲတွေရိုးရာဓလေ့ပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့စီကားတိုက်မြတ်စွာကျင်းပလေးရှိကြပါတယ်တပေါင်းလာပြည့်နေ့ကိုလည်းပြည်တော်ဝင်တဲ့နေ့အဖေများနေ့လို့လည်းခေါ်ကြပါတယ် ဗုဒ္ဓဘုရားရှင်လက်ထက်တော်ကမြတ်စွာဘုရားရှင်ကရာဇကျူပြီးဝေလူဝံကျောင်းတော်မှာတရင်သုံးပြီးတော့အင်္ဂအတိုင်းနဲ့မာဂရအတိုင်းမှာတက္ကဒကမတွေကိုတရားရည်တိုက်ကျွေးလျက်ရှိပါတယ်။ခမဲတော်တုတ်သောဒနာမင်းကြီးကမဟာတက္ကရတရား၃ခုနဲ့ကဆုံလာပြည်နေမှာသူသားသိတ္တထဘုရားဖြစ်ကိုရောက်ခဲ့ကြောင်းအဲ့ဒီနေ့ဝါဇူလာပြီမှာပဲမိဂုံတော်မှာတရားဥဓမ္မဆက်ကြကိုပြေဆက်ဝကီ၅ဥကိုဟောကြားတော်မူကြောင်း မိဂုံမှာပဲပထမဝါဆိုတော်မူပြီးပြာဇူလမှာရာဇဂျူမြို့ကိုရောက်နေကြောင်းတရင်စကားတွေကြားတဲ့ကနေမတိထိုင်မသာဖြစ်နေရရှာပါတယ်။တတော်ကလည်းကြီးရင်ကွဲကွာကြတာလဲခုနှစ်နှစ်နီးပါးရှိတဲ့သားတော်ကိုတွေ့မြင်ဂျင်လုံးလာပါပြီ။ဒါကြောင့်ပြာသူလကပင်ဥဆောင်ပြီးတော့အမတ်တဦးနဲ့နောက်လိုက်မင်းမူတန်းတထောင်ကိုဖျားပင်ဖို့ဆေလွတ်လိုက်ပါတယ်။အထိုးအမတ်တွေကယူသနာ60ဝေးကွာတဲ့ခီးကိုသွား မြတ်စွာဘုရားရှင်ကိုပြည့်သက်လေးပါအလဲပါထိုင်နေတော်မူပြီးတရားဟောတော်မူတဲ့အချိန်မှာဝေလူဝန်ကြောင်းတိုက်အတွင်းကို ရောက်ရှိဝင်မိကြပါတယ်။အဒီအမတ်တွေကငါတို့မင်းကြီးစေခိုင်းလိုက်တဲ့တရင်စကားကိုရှောက်ထားရန်ရှိစေအောင်တော့ငါတို့တရားနာအောင်ပဲလို့ကြံစီပြီးတော့ပြည့်သက်အစွန်ဖျားမှာရက်မြတ်စွာဘုရားရဲ့တရားတော်ကိုကြားနာရပြီးတော့ရက်တီနေရင်းနှံပါပင်အချွေရန်မင်းကြီးယောက်ျားတထောင်တို့နဲ့အတူတကွအရက်တဖူကိုရောက်ရှိကြပါတယ်။ဒီကမြတ်စွာဘုရားက ယဟန်တို့လာကြတော့ဒီလိုမိန်ကြပြီးတော့လက်ရလက်တော်ကိုစံတန်းတော်မူပါတယ်ဒီခဏမှာပင်ဒီသူအားလုံးကမင်းမူတန်းအသွင်ပြောက်ပရိခရာရှပါစုံလင်းသာဆင်မြဲဝိယုံဆောင်ယူကုန်ကြလျက်ဝါတော်60ရှိတဲ့မထေကြီးများကဲ့သို့အိန္ဒိရှင်ယဟန်တော်ကြီးများဖြစ်သွားကြပါတယ်အရိယာပုဂ္ဂိုလ်တို့မြည်သည်အရက်တဖို့ကိုရောက်တဲ့အခါမှာဆက်၍လောကီကိစ္စဝါဝါကိုလစ်လူရှုကြဓမ္မရာဖြစ်တဲ့အတိုင်း တို့ယဟန်တထောင်တို့ကခမဲတော်သုတ်တော်နာမင်းကြီးမှားကြဆေလွတ်လိုက်တဲ့တရင်စားကိုမြတ်စွာဘုရားကိုမလျှောက်ထားကြတော့ပဲဖလတမာဘတ်ချမ်းသာစွာဖြင့်နေတော်မူကြပါတယ်။အဒီလိုနဲ့ပဲခမဲတော်သုတ်တော်နာမင်းကြီးကလွတ်လိုက်တဲ့အမတ်တွေလည်းပြန်မလာတရင်စကားကိုလည်းမကြားရဆိုပြီးမချင်မရဲဖြစ်တော်မူပြီးတော့တခြားအမတ်တထောင်ကိုလည်းလာတော့ချက်သားတဲ့လို့လဲသွားပါအောင်တော့ဆိုပြီးမိန်ကြပြီးရှင်းဤအတိုင်းပဲမင်းချင်းယောက်ျားတထောင်တို့နေအတူတကွာ ဒုတိယအကြိမ်ဆေလွတ်တော်မူလိုက်ပြန်ပါတယ်။ဒီအမတ်တွေလည်းမြတ်စွာဘုရားရှင်ထံမှောက်ကိုရောက်ပြီးတော့ရှေးအမတ်တွေအတိုင်းပဲတရားနာရပြီးတော့ပိဋိဒတ်အချမ်းယံမင်းရင်းယောက်ျားတထောင်တို့နေတဲ့လူကအရက်တဖူကိုရောက်ရှိပြီးတော့လျှောက်ထားဆေလွတ်လိုက်တဲ့ကိစ္စကိုမလျှောက်ထားကြတော့ပဲစိတ်စိတ်သာနေကြပြန်ပါတယ်။ဒီလိုနဲ့ပဲဆက်ခါဆက်ခါအမတ်9ရောက်နေတူတော့မင်းချင်းယောက်ျား9တောင်တို့ကိုဆေလွတ်လိုက်ပါတော့လေဒီလူတွေအားလုံးကယဟန်ကိစ္စပြီးပြီးတော့ တင်းစကားမပြန်ကြားကြတော့ပဲစိတ်စိတ်သာနေကြကုန်ပါတယ်ဒီလိုနဲ့ပဲခမဲတော်သုံးသရမင်းကြီးကြံစီမိတာကဒီလောက်တော့အမတ်၉ရောက်တော့နေတကွာမင်းကြီးယောက်ျား၉တော်တို့ကိုငါ့အပေါ်မှာမြစ်တာဖြစ်ချစ်ခင်ချင်းအလင်းမရှိကြတော့ကြောင်းမြတ်စွာဘုရားကိုငါတို့ကပ်ပလူနေပြီးတော့ကြွရောက်တော်မူရန်တစုံတရာကိုမှမလျှောက်ထားကြတော့ဘီတခြားသောအမတ်တွေလည်းသွားပင်နဲ့မြတ်စွာဘုရားကိုပင့်ဆောင်နိုင်ကြမှာမဟုတ်ကြကုန် ။ဒါကြောင့်မြတ်စွာဘုရားနှင့်ဖွားဘက်တော်ကာလူဒာရဲ့အမတ်ကို စေခေါ်ပြီးတော့ချက်သားတင်းချက်သားသည်မင်းကြီးယောက်ျားဘူပါတထောင်နှင့်ချံရံတွားရောက်ပြီးတော့မြတ်စွာဘုရားကိုပင့်ဆောင်ခဲ့ပါလောက်လို့မင်ကြတော်မူပါတယ်။ဖွားဘက်တော်ကာလူဒာရဲ့အမတ်ကြီးကလည်းအရှင်ဘုရားရှိဦးစွာတွားကြတဲ့မင်းကြီးယောက်ျားအမတ်တို့အကဲ့သို့ကျွန်ုပ်လည်းပဲရှင်ယဟန်ပြုတ်ဝင်ရပါရင်မြတ်စွာဘုရားကိုပင့်ဆောင်ခဲ့ပါမယ်လို့ဂရိတောင်းတော်မူပါတယ်။ဒီကတုလောနာမင်းကြီးကချက်သား ်တင်ချစ်သားအလိုရှိရာတစုံတရာအမှုကိုပြုပြီးငါသားဖရာတော်ကိုသာဖူးမြင်ရအောင်ကြံဆောင်ကျိုးကုပ်အားထုတ်တော်မူပါလော့ဒီလိုဆိုရင်ဂရိပေးတော်မူပါတယ်ဆိုပြီးတော့ဆေလွတ်လိုက်ပါတယ်ကာလူရိုင်းရမကြီးလဲကောင်းပါပြီရှင်ဖရာဆိုပြီးတော့မင်းကြီးရဲ့တင်းစကားကိုယူဆောင်ပြီးတော့မင်းကြီးယောက်ျားဘိုးဘာတထောင်ချံရံပြီးတော့ရာဇကြိုးပြည်ကိုတွားရောက်ပြီးတော့မြတ်စွာဘုရားတရားဟောတော်မူချိန်မှာပေးတဲ့အစွန်ဖျားကရက်တရားတော်ကိုကြားနာရ၍ အချမ်းရန်မင်းကြီးယောက်ျားဘိုးဘာတထောင်တို့နဲ့တကွာအရက်တဖူကိုရောက်ရှိပြီးတော့အီဟီဘေဟူယဟန်အဖြစ်ကိုရောက်ရှိကြပါတယ်။ဒါကြောင့်ကာလူဒာကြီးအမတ်ကြီးကလည်းဒီအချိန်ကစောင်းကာလဖြစ်၍မြတ်စွာဘုရားဖို့ကပလူပြည်တော်ကိုကြွရောက်တော်မူရန်အချိန်အခါမတန်သေးအလွန်အေးသေးတယ်။ဒါကြောင့်ရာသီဥတုတာယာလှတဲ့ຫນွေဥပေါက်ခါစားအချိန်ကိုစောင့်ဆိုင်းတော်မူခဲ့ပါတယ်။ ဒီလိုနဲ့ပဲတပေါင်းလပြည့်တိုင်အောင်ကြွတော်မူရန်အချိန်အခါအတန်ဖြစ်ပြီဆိုတာကိုကောင်းစွာရိပ်မိသိရှိတဲ့ဂါရုတော်ရဲ့မကြီးကဂါရာ60လို့နဲ့ဖရာကိုယ်တော်တိုင်ကပ်ပလူကိုနေပြီးတော့ကိုကြွရောက်တော်မူရန်လန်ခီးရဲ့ဂုံကျေးဇူးတို့ကို ချီးမွမ်းဖွဲ့ဆိုပြီးတော့ရှောက်ထားတော်မူပါတယ်မြတ်စွာဘုရားရှင်ကဂါရုတာကြီးလန်ခီးရဲ့ဂုံကျေးဇူးကိုအထူးချီးမွမ်းရှောက်ထားတယ် ဒီအချိန်ကကပလီဝင်နေပြီးတော့တွားရောက်ရန်အချိန်ဖြစ်တယ်လို့ကျန်းစီစင်ကြင်တော်မူပြီးတော့ယဟန္တာပေါင်း2000ချမ်းရန်လျက်မစောမလင်းကြွမြန်းခြင်းဖြင့်ဒေတာစာကြီးထွက်ချီကြွမြန်းတော်မူပါれဒီအချိန်မှာ လူဘွားတော်ကကာလူဒာယီအမတ်အရှင်ကာလူဒာယီမထေသူမြတ်ကလည်းမြတ်စွာဘုရားခရီးဒေတာစာကြီးထွက်ကြွတော်မူသည်ကို သိရှိတော်မူပြီးခမဲတော်တုံသောရမင်းကြီးကိုအတိပေးမှတင့်တော်မယ်လို့ကျန်းစီစင်ကြင်ပြီးတော့ကောင်းကင်ကိုပြန်တက် တောတော်နာမင်းကြီးရဲ့ရွှေနန်းတော်မှာထင်ရှားပေါ်တော်မူပါတယ်။မင်းကြီးကမထေသူမြတ်ကိုမြင်ရတော့ဝမ်းမြောက်ဝမ်းသာစိတ်ဖြစ်လွန်းတဲ့အတွက်သူမြတ်တို့နဲ့ထိုက်တန်တဲ့ယာဇပလင်မှာထိုင်စီတော်မူပါတယ်။သောတော်နာမင်းကြီးကလည်းစွန်ဟင်းတို့ကိုအပြိတ်ထည့်ပြီးတော့မထေမြတ်ကိုစက္ကပ်ပါတယ်။အရှင်ကာလူဒာကြီးမထေမြတ်ကစွန်ရတော်မူတဲ့အခါထပြီးတော့ကြွချီတော်မူမဲ့ဟန်ကိုပြတဲ့အခါသောတော်နာမင်းကြီးက ဒီနေရာမှာပင်ထိုင်၍ဖုံးပေးပါလောချက်သားလို့လျှောက်ထားပါတယ်။မထေသူမြတ်ကမြတ်တော်မင်းကြီးမြတ်စွာဘုရားရှင်အထံတော်ရောက်မှစားပါတော့တယ်လို့မိန့်ဆိုတော်မူတော့တုတ်တော်ဒနာမင်းကြီးကချက်သားအခုကမြတ်စွာဘုရားသည်ဗမာရှိပါလေလို့မေးလျှောက်တော်မူပါတယ်။မထေရမြတ်ကမြတ်တော်မင်းကြီးမြတ်စွာဘုရားသည်အခုအခါယဟန္တာပေါင်း2000ခြံရလျက်ဒါယကမင်းကြီးကိုတွေ့မြင်ခီးဒေတာစာရီထွက်ချီတော်မူလာပြီလို့မိတ်ဆိုတော်မူတဲ့အခါသုတ္တောနနာမင်းကြီးကချက်သာ တင်းချက်သားသည်အခုလှူအပ်သော ဆုံးကိုဒီရွှေနန်းတော်ဘာပင်ဖုံးပေးတော်မူပြီးမြတ်စွာဘုရားနှင့်တန်ဃာတော်တို့အတွက်ဆုံးဘောစဉ်တို့ကိုရွှေနန်းတော်ဘာပင်နေ့စဉ်ယူဆောင်ဆက်ကပ်ပေးတော်မူပါလို့လျှောက်ထားတော်မူပါတယ်ကာလူတာဤမထေမြတ်လည်းဆုံးဖုံးဝေခြင်းကိစ္စပြီးတဲ့နောက်မှာမြတ်စွာဘုရားတို့အတွက်လှူအပ်တဲ့ဆုံးတို့ကိုယူပြီးနောက်တရားစကားဟောကြားတော်မူပြီးမြတ်စွာဘုရားရှင်ကိုမဖူးမြင်သေးကြရမင်းတောတော်ရမင်းကြီးကရွှေနန်းတော်ကနေဆွေတော်မျိုးတော် ဘူးတော်မတ်တော်အဆရှိတဲ့သူအလုံးကိုမြတ်စွာဘုရားရှင်မှာတရားရှင်းဆိုကြည်ညိုစေလျက်သူခတ်တိန်တို့ကြည်နေစေမှမင်းတပိတ်ကိုကောင်းငင်မှာပြစ်လွတ်လိုက်၍ကိုယ်တိုင်လည်းကောင်းငင်ကိုပြန်တွက်ဆုံးတော်ကိုယူဆောင်ပြီးတော့မြတ်စွာဘုရား လက်တော်မှာဆက်ကပ်တော်မူပါれမြတ်စွာဘုရားလည်းထိုဆုံးကိုဖုံးပြီးတုံးဆောင်တော်မူပါれမထေမြတ်က ယူဇနာ60ရှိတဲ့ခီးကိုတနေ့လင်းတယူဇနာကြဒေသစာကြီးကြွက်ချီတော်မူတဲ့မြတ်စွာဘုရားကို နေ့စဉ်နေ့တိုင်းခမဲတော်သုံးသောနာမင်းကြီးရဲ့ရွှေနန်းတော်ကဆုံးကိုယူဆောင်ပြီးတော့ဆက်ကတ်တော်မူပါတယ်။ဒါကြောင့်ပဲနောက်တစ်ချိန်မှာမြတ်စွာဘုရားကအရိယာတန်ဃာတော်တို့အလယ်မှာကာလူဒာယီဤယဟန်သည်ငါခမဲတော်သုံးသောနာမင်းကြီးရဲ့ရွှေနန်းတော်ကဆွေတော်မျိုးတော်အားလုံးကိုတရားရှင်ဆိုကြီးညိုစေသူဖြစ်တယ်လို့ဆင်ခြင်တော်မူပြီးအရှင်ကာလူဒာယီမထေမြတ်ကို ယဟန်တို့ဆွေတော်မျိုးတော်တို့အားငါဖရား၌တပ်ဝင် ကြီးညိုခြင်းကိုဖြစ်စေကြတဲ့ငါဖရားရဲ့တပည့်တော်ဘုရားယဟန်တို့အနက်မှာကာလူတိုင်းယဟန်သည် အသာဆုံးအမျက်ဆုံးဖြစ်ပေတယ်ဒီလိုမိန်ကြားတော်မူပြီးတော့ကုလပတာရကဆွေတော်မျိုးတော်တို့အားတရားတရားဖြစ်ပွားစေသောအရာမှာအသာဆုံးအမျက်ဆုံးဣရိဒက်ဘွဲ့ကိုပေးတော်မူပါတယ် ဒီလိုနဲ့ပဲမြတ်စွာဘုရားရှင်ရဲ့တန်ဃာတော်တို့ကပိလဝေနေပြည်တော်ကိုကြွတော်မူခြင်းကြောင့်ဏီကြောတာကြောင့်အကြောင်းကြီးလဲပေါ်ပေါက်လာပါတယ်။ကာရာတထောင်ဖြစ်တစားဆင်းရတဲ့ဝေဒန္တရာဇတ်တော်ကြီးကိုလည်းဟောတော်မူပါတယ်။ခမဲတော်တုတ်ရဒနာမင်းကြီးကလည်းမဟာဓမ္မပါဠဇတ်တော်ကြီးကိုနာကြားရတဲ့အတွက်အနာခံတီးခဲ့ပါတယ်။နောက်ခါမှာအရတ်တဖို့တီးသွားခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင်ကပ္ပလိဝေပြည်ကိုကြွရောက်တော်မူခြင်းတရားဟောတော်မူခြင်းကြောင့်မိရွေတော်ဂေါတမီလည်းတောတာပန်တည်ပါれရောတော်ရာကိုအကြောင်းပြုပြီးတော့စန္ဒကိန္ဒီဇတ်တော်ကိုလည်းမြတ်စွာဘုရားရှင်ဟောတော်မူပါれညီတော်နန္ဒမင်းသားယဟန်ပြုပါれတားတော်ရာဟုလာလည်းတာမဏိဘဝကိုရောက်ရှိပြီးတော့ယဟန်နာဖြစ်တော်မူပါれတာဂီဝင်မင်းသားတထောင်လည်းယဟန်ဘောင်တို့ ရောက်ရှိပါれ ဒါကြောင့်တပေါင်းလာပြီနေကကက်ဗလီဝီပြည်ကိုမြတ်စွာဘုရားရှင်ပြန်ကြွတော်မူဖို့ဂါလူဒာရဲ့အမေကြီးရှောက်ထားတဲ့ပြည်တော်ပြန်နေဖြစ်တဲ့အတွက်ကြောင့်အလွန်ကိုထူးခြားမြင့်မြတ်လာတဲ့နေရူးနေမြတ်တရားလည်းဖြစ်ပါတယ်။ဖာကမဲတော်တုတ်တော်နန္ဒမင်းကြီးကိုတရားနဲ့ကျေးဇူးဆက်ခြင်းကြောင့်တပေါင်းလာပြီနေကိုအဖေများနေလို့တတ်မှတ်ကြရလည်းဖြစ်ပါတယ်။ တပေါင်းလာပြီနေကဖះရှင်ပြီးတော်ဝင်ရန်စတင်ကြွာလန်းတဲ့နေ့ဖြစ်တဲ့အတွက်ဒီနေ့ကိုအကြောင်းပြုပြီးတော့သာသနာတော်မှာလည်းထူးခြားတဲ့ဖြစ်ရကြီးတွေပေါ်ထွန်ခဲ့ပါတယ်။တပေါင်းလာပွဲတော်ကသဲပုံစီဒီပွဲတော်ဖြစ်ပါတယ်။သဲပုံစီဒီပွဲကပကံခိပကံမတိုင်ခင်ခိတဲ့ကပေါ်ထွန်ခဲ့တယ်လို့ဆိုကြပါတယ်။အဲနောက်ပိုင်းမှာသဲပုံစီဒီကျင်းပါတဲ့တဲ့လေးလည်းတပြေးပြေးမှီးမိန်သွားခဲ့ပါတယ်။တပေါင်းလာမှာနေရှိန်တန်ကြောင့် မြစ်တွေချောင်းတွေမြည်ရီတို့စုပ်ခွာတဲ့အတွက်သဲတောင်တွေပေါ်ထွန်းလာရပါတယ်ဒီသဲတောင်မြစ်မှာကင်းကာဝါလူသဲစုမက ပွင့်တော်မူပြီးတဲ့ဖရာရှင်တို့ကိုရည်ရွယ်ပြီးတော့အချို့အယက်ဒေသတွေမှာသဲပုံစီတီတီထားပူဇော်ကြပါတယ်ယာစီဘွဲဖြစ်ဖန်တီးပြီးတော့ကုသိုလ်ယူကြခြင်းလည်းဖြစ်ပါတယ်တပေါင်းလာပြည့်နေမှာဖရာဘွဲတို့တွေကျင်းပါတဲ့ဓလိခေစားလာခဲ့ပါတယ် ။ဒါကြောင့်ဖျားပွဲတော်ကျင်းပါခြင်းကိုတပေါင်းလာပွဲတော်လို့ခေါ်ဆိုကြပါတယ်။သာသနာတော်မှာထင်ရှားတဲ့ဝိသဘမတိအလောင်းလျာကဗုဒ္ဓကင်းစိတ်ရာသာသနာပကာလမှာဇန်ဘိညင်းနဲ့ယသိဝေဘုရားနဲ့ဟိမောနာတောင်ရဲ့အနီးတမကတောင်ကြီးသင်္ကန်းကျောင်းမှာတပည့်14000တောင်တို့ကိုဆုံးမဩဝါဒပေးတရင်သုံးနေစဉ်တနေ့မှာငါ့ကိုလူအများကပူဇော်ကြတယ် ငါမှာတော့ပူဇော်ဖို့ရာတစုံတရာမှမရှိငါအာပြောဆိုဆုံးမမယ်မသူမရှိဆရာမဲ့စွာ နေရတယ်အလေးအမြတ်ပြုစရာဆရာမရှိပဲနေထိုင်ရခြင်းကအကျိုးမဲ့လာတယ်မြတ်နိုးဘွေရာအလေးပြုစရာဆရာနဲ့အတူ နေတဲ့နယ်လို့ကြံတွေးပြီးတော့ចောင်းတင်ကန်အနီးမြေကန်းနာမှာတန်ရှင်းတဲ့သဲတွေကိုယူဆောင်ပြီးတော့ ကန်းဆက်မှာတဘာဝခတ်သိန်းတို့ကိုအဆုံးပြုတော်မူပြီးတော့ဖရာရှင်ရဲ့နမိတ်ကိုအာယုံယူပြီးတော့သဲပုံစီတီရွှေရောင်အစင်းဖြစ် ဖန်ဆင်းတော်မူပါတယ်။နေ့စဉ်နေ့တိုင်းပန်းနေနဲ့ပူဇော်ခြင်းမနက်တစ်ချိန်ညနေတစ်ချိန်သဲပုံစီဒီမှာတတ်တော်ထင်ရှားဖျားရှင်ထမောက်ရောက်ရှိနေတဲ့ကဲ့သို့ရှ िख ိုးခြင်းကာမဂုဏ်ကိုမှီ၍ကိလေသာအတွေးများတွေးမိပါကဖျားရှင်ကိုအမှီပြုနေသောငါအား ဤကဲ့သို့ကိလေသာစိတ်ကူးခြင်းမသိင်လို့ယုံညံသောအတွေးတွေကိုဖျက်ဆီးပြီးတော့အသက်ထက်ဆုံးနေထိုင်ပါれဒီလိုကုသိုလ်ကြောင့်ဘဝကောင်းဂရိကောင်းကိုအကျိန်များစွာကြောက်ရွံ့ရပြီးတော့ဂေါရမမြတ်စွာဘုရားရှင်လက်ထက်မှာဥပုံနေမှာရွှေဇေဒီကိုဖူးမြင်ရပြီးတော့အတိတ်ဘဝကသဲပုံဇေဒီအမှတ်ရကတထိုင်နဲ့ဝိပဿနာရှုပွားပြီးတော့ခုနှစ်နှစ်အရွယ်မှာပင်ယဟန္တာဖြစ်သွားတော်မူပါれဒီလိုမျိုး သာသနာတမိုင်းမှာထူးခြားတဲ့အကြောင်းအရာတွေလည်းရှိခဲ့ပါれ ဒီလိုပဲမြမပြည်နဲ့တကူးကြီးဇီဒီဖျားမလီရဲ့ပွဲတော်တွေကိုလည်းဒီတပေါင်းလာမှာပဲဒေတာအလိုက်ကျင်းပါကြပါတယ်။ဒီထဲမှာတပေါင်းလာမှာကျင်းပါတဲ့ရွှေကုံဇီဒီတော်ဖျားပွဲက အလွန်ကိုထူးခြားလာပါတယ်။ဇီဒီလေးမျိုးဖြစ်တဲ့ဓာတုဇီဒီဓမ္မဇီဒီပရိဘောဂဇီဒီနဲ့ဩဒိတဇီဒီတို့အနက်မှာတဲပုံဇီဒီကမြတ်စွာဘုရားရှင်ကိုရည်ရွယ်ရှိခိုးပူဇော်ဖို့တည်ထားကိုးကွယ်တဲ့ဩဒိတဇီဒီဖြစ်ပါတယ်။ ဒါကြောင့်မို့မြတ်စွာဘုရားရှင်ကိုရီမန်းဥခတ်ပြီးတော့မဟာတက်ကရေ103ခုနဲ့တပေါင်းလာပြေဘုံတဘူးနေမှာတရားမင်းဥက္ကလာဘမင်းကြီးရဲ့တဖုတ်တာဗလိကာကုံသင်ညီနောင်တို့ဦးစီးပြီးတော့ရွှေကုံဇီရီတော်ကြီးကိုတီထားခဲ့တယ်လို့တွေ့ရပါတယ်။တပေါင်းလာပြေနေကမြစ်ချောင်းကြီးမှာရှိတဲ့အရက်ဒီတာမှာတဲဘုံဇီရီတွေကျင်းပါတဲ့တခြားသောအနေနဲ့ရဲ့ရမှာလဲဖရာဘွေတွေထီးတော်တင်ဘွေတွေကိုစီကတက်မြဲစွာကျင်းပါကြပါတယ်။ တတော်ထင်ရှားမြတ်စွာဘုရားကိုညီမှန်းပြီးတော့ပူဇော်ကြခြင်းလည်းဖြစ်ပါတယ်။တောင်သူလယ်သမားတွေရဲ့အားလည်းရဖြစ်တယ်။ကျေးလက်ဒေသမှာလည်းအလှပွဲတော်တွေကိုချင့်ချင်တဲ့ကျင်းပါကြပါတယ်။ဒါကြောင့်မို့အခါကောင်းတဲ့လာတပေါင်းဟူ၍၎င်းတပေါင်းလာပြီးအခါမင်္ဂလာဟု၎င်းရှိလူကြီးတွေကတင်စားခဲ့ကြပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင် ပြည်တော်ဝင်တဲ့နေ့အဖေများနေ့ဖြစ်တဲ့ထူးခြားမြင့်မြတ်လာတဲ့တပေါင်းလာပြီးဒီမှာတရင်သီလာစောက်တည်ခြင်း ကုသိုလ်ဒါနပြုခြင်းတို့ဖြင့်ကုသိုလ်တရားတွေပွားများနိုင်ကြပါစေရန်ရည်ရွယ်ပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။